တို့အညာရဲ့ပြည်သူများအားလုံးမင်္ဂလာပါရှင်။ဟေးအင်းကိုကြောဖြတ်ခြင်းစသိမ်းပိုင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။မိမိအတွက်ဟာခွက်ပျော့ခွက်အနည်းဆုံးဖြစ်အောင်သဘောတူညီချက်ကိုပုံဖော်ပေးပါ။သဘောတူညီချက်အကောင့်ထဲပေါ်ရင်အတွက်တရားရုံးကအမကူပါနဲ့။တရားဆိုင်ခြင်းသည်အချိန်ကြာ၍များစွာစေရည်ကြည်သည် လူကိုယုံကြည်ဖို့တန်တရားရှိရင်တဘောတွင်နေချက်ကို သူ့ဘက်ကပြည့်စည်ပြီးမှမိမိဘက်ကကင်တွယ်ရခြင်းမျိုးမဖြစ်အောင်ကြိုတင်စီမံထားပါမိမိကဝဲသူဖြစ်ပါကရှောင်းသူကပစ္စည်းများအလုံးကိုပို့ပေးခဲ့ပြီးမိမိကစစ်ဆေးလက်ခံယူပြီးငွေပေးချေနိုင်ရန်စီစဉ်ပါစိတ်မချရသောဝဲသူတဦးထံသို့တကုတ်ကူရောင်းချမိခဲ့ပြီးဆိုပါကမျက်များကြည့်မပို့မိစေရန်တတိကြပါပစ္စည်းကိုသူကအချိန်မှန်ငွေချေလာသည့်အထိဆောင်မှာ မိမိဘက်ကပို၍လုံခြုံရန်အတွက်သဘောတူညီချက်တွင်အာမခံချက်ကိုထည့်ထားပေးနိုင်သည်မိမိအိမ်သို့မဟုတ်ကုမ္ပဏီကိုဝယ်ပါမည်ဟု၍မသေးချသောခရီးစကားပြန်၍အံ့ရမလိုသောစည်ရန်ကိုရအောင်ကြောင်းမှာမရေရာမသေးချသောအလုပ်တစ်ခုကငားရင်ချင်းခံရသောအခါကုမ္ပဏီအလုပ်ရဆိုင်သောအခါသို့မဟုတ်မိမိအားအလုပ်မှရက်စဲသောအခါမိမိအားမြည်စုံမြည်များပေးမိကိုအတိအကျဖော်ပြသောအပိုက်ကိုထည့်သွင်းပေးရန်တောင်းဆိုပါ ျပန်လူကနောက်ဆုတ်သွားဖို့ခတ်သွားအောင်အခြားသူများကိုလည်းပါဝင်ပတ်သက်ပါစေ။ဂျပန်မှာအဓိကပုဂ္ဂိုလ်များ၏လက်မှတ်များကိုရအောင်ယူထားပါ။သဘောတူညီချက်လက်မှတ်ရေးထိုးရာတွင်ဂျပန်လူအတွက်အရေးပါသောလူများ အဖွဲ့အစည်းများဖိတ်ကြားပြီးသူတို့မျက်မှောက်တွင်ထိုးနိုင်အောင်ကြိုးစားပါ။သဘောတူညီချက်ကိုအများသိအောင်ကြေညာပါ။မိမိ၏တန်ကြာများအတွက်ဂျပန်လူကသူ့အတွက်ပုဂ္ဂိုလ်၏ထိပါမှုများကိုမယူဆအောင်စောင့်ရွက်ပါ။ကြော့ကိုယုံစမ်းပါ။ ဟုတ်သူကဆိုရင်ခမ ्या ကခမ ्या ဟိုယုံပါတယ်။ဟုတ်ဖြီးပြီ။ယခုလုံသမျှကိစ္စများမှာပုံမှန်လုပ်ငန်းအလေးအထသာဖြစ်ကြောင်းရှင်းပြပါ။ကျွန်တော်အနေနဲ့ပြောရရင်ကျွန်တော်လုပ်ထားသမျှမှားစရာဘာမှမရှိဘူးလို့ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်ရှင်းနေရအောက်ပါအမခံချက်ကိုလုံယုံလုံစင်အတိုင်းထည့်တင်တယ်လို့တောင်းဆိုနေကြတယ်။သူမဟုတ်သင်အလုပ်ရှင်အစ်စ်ကလက်ဆွဲနှုတ်ဆက်ရောအလုပ်ရောင်ခြေကိုနှုတ်ဖြင့်ကြိပေးအောင်ဖြင့် လုံလောက်သည်ဟုဆိုလာပါကခမရပြောတာမှန်ပါတယ်ကျွန်တော်ယုံလဲယုံပါတယ်ဒါပေမဲ့မနှက်ပြန်ခမရရာတို့ကိုရရောဆိုပါတော့ကျွန်တော်ဘို့အလုပ်ရှင်အတင်းနဲ့ဆက်ဆံရတော့မယ်ဆိုရင်သဘောတူညီချက်မှာစာနှင်းပင်နဲ့ထည့်ရတာတော့ပို့ပြီးသေချာတာပေါ့ဟုတ်ရှင်းပြပါအငင်းပွားမှုဖြည့်ရှင်ရေးအစီအစဉ်တစ်ခုထည့်သွင်းရေးပါအာမခံချက်များသည်တပတ်လူကသဘောတူညီချက်ကိုချိုးဖောက်သောအခါတွင် နောက်ဆုံးအားကိုးစရာဖြစ်သည်ပထမဆုံးအားကိုးစရာမဟုတ် ရှင်အတွက်အငင်းပွားမှုဖြစ်ရှင်အစီအစဉ်တစ်ခုကိုကြိုတင်သတ်မှတ်ထားနိုင်သည်ရှင်အစီအစဉ်တွင်တစ်ဖက်ဖက်ကအခြားတစ်ဖက်သည်သဘောတူညီချက်ပါအချက်အလက်များအတိုင်းမလိုက်နာဟုယူဆပါကဘာလို့ရမည်ကိုအတိအကျဖော်ပြထားရမည်တာမန်အငင်းပွားမှုဖြစ်ရှင်အစီအစဉ်တစ်ခုကိုကြည်လင်ရှင်ဥစွာသဘောကွဲလွဲချက်များကိုစိတ်ဆက်ဆွေးနွေးရန်အတိအကျဖော်ပြထားသည် အကယ်၍ရပ်ပေါင်း30ကြာပြီးသည့်အချိန် သဘောတူညီမှုမရပါကကြားဝင်ဖြန့်ပြေသူတရားကိုခံထားရန်ဖြစ်သည်။နောက်ထပ်နှစ်ပေါင်း30ကြာပြီးချိန်ထိဖြန့်ပြေမှုမအောင်မြင်ပါကအငင်းပွားမှုကိုနှစ်ဦးနှစ်ဖက်ကသဘောတူသောတတိယအစုသို့မဟုတ် မလိုက်နာမဖြစ်သော ဖြန့်ပြေမှုတစ်ခုရရှိအောင်တင်ပြရန်ဖြစ်သည်။အဆက်အသွယ်ကိုပြန်၍ခိုင်မြဲပါစေ။ခက်ခဲသောဆွေးနွေးမှုတစ်ခုသည်တစ်ဖက်နှင့်အဆက်အသွယ်ကိုတင်းမာသွားစေနိုင်သည်။တစ်ဖက်လူသည်ဆွေးနွေးပွဲမှမကြေမနက်နှင့်ထွက်ခွာသွားပါက ရင်းဆုံးဖြတ်ချက်ကိုသူဤဘက်တော်သားများကလက်ခံလာအောင်ပြုလုပ်ရန်သူမဟုတ်ရင်းကိုလက်တွေ့အကောင်အထည်ပေါ်အောင်ပြုလုပ်ရန်များစွာခဲ့ရင်လိမ့်မည်။တဘောက်တညီချက်ကိုစာရင်းပါသည့်အတိုင်းလောက်သာဆောင်ရွက်လိမ့်မည်။အတွင်းတဘောက်ကိုအလေးအနက်ထားလိမ့်မည်မဟုတ်ပေ။တစ်ဖက်လူလည်းဆွေးနွေးပွဲအပြီးတွင်တက်နိုင်သမျှကျေနပ်မှုမရရှိပါကမိမိအတွက်လည်းအကျိုးရှိပါသည်။မိမိအောင်မြင်မှုအတွက်ဝမ်းသာရမည်မှန်တော်လေ။အော်ဟစ်ကြောင်းအောင်မပြုလုပ်ပါနဲ့။ ကျွေးပါထုံးမြန်အကြအကျဲနောက်ပိုင်းတွင်သမရကနေကြီးကမိမိဝင်ကြီးများအားအောင်မြင်မှုရရှိသည်ဟုထုတ်ဖော်မပြောရဟုတင်းကျပ်စွာကြားမြစ်ခဲ့သည်။ကနေကြီးကကရုရှင်းအဖို့ဒုံးမြန်များရုပ်သိမ်းရင်သူဤဆုံးဖြတ်ချက်ကိုသူဤရဲဘော်ရဲဘက်များအားရှင်းပြရရင်ပို၍ခတ်မသွားစေလိုပြီ။နောက်ဆုံးအပိုင်းတွင်သဘောထားကြည်ကြည်ထားနိုင်ပါစေ။ရနိုင်သမျှအခွင့်အရေးကိုနောက်ဆုံးအထိရယူလိုသောစိတ်ကိုချုပ်တီးထားပါ။ပြန်ပေးမှု ထင်မြင်မှုပါရဂူတအိုးကအောက်ပါအတိုင်းပြောပါသည် နောက်ဆုံးမှာကျုပ်တို့ကအလျှော့ပေးထားလိုက်တယ်တပတ်လိုနောက်ဆုံးအချိန်မှအနိုင်ရစေချင်လို့ပါပဲသူတို့ထင်ထားတာထက်လွယ်လွယ်ကူကူအဆင်ပြေသွားတာသူတို့အနိုင်ရသွားတယ်လို့ထင်သွားကြတယ်တပတ်လိုကအားရခြင်းနှမှုရှိခြင်းသည်သဘောတူညီချက်ကိုအကောင်အထည်ဖော်ခြင်းနှင့်အနာဂတ်ဆွေးနွေးပွဲများတို့တွင်ညှားစွာအကျိုးပြုနိုင်ပါသည်ကကဲသောဆွေးနွေးပွဲများအပြီးသတ်တွင်တပတ်လူကိုနောက်အခါဘရုံးမှထပ်မကြည့်ချင်တဲ့အောင်ဖြစ်တတ်သည်တွေ့ရရင် သဘောတူညီချက်ကိုအကောင်အထည်ဖော်ရရင်ဆက်လက်ရှိနေသင့်ပေသည်။ရှင်ကျေးသောစကားများနှင့်အပြုတ်မှုကများစွာအထောက်အပြုပါသည်။မိမိဘက်ကတာဝန်တိတိဆောင်ရွက်နေကြောင်းပြသရန်တဖက်လူနှင့်အချိန်မမှန်တွေ့ဆုံပါ။သူတင်ပြထားသောမကျေနပ်ချက်များကိုလည်းချက်ချင်းအေးအေးယူဆောင်ရွက်ပါ။တည်တံ့ခိုင်မြဲသောသဘောတူညီချက်တစ်ခုအတွက်အကောင်းဆုံးအမခန့်ချက်မှာကောင်းမွန်သောအလုပ်သဘောဆက်ဆံရေးဖြစ်သည်။နှစ်ဦးနှစ်ဖက်ကျေနပ်မှုရရှိခြင်းကိုရည်မှန်းပါ အနိုင်ရေးကိုမရှိမမှန်နဲ့ထင်ရှားသော pressure စေရေးပါရကူ Carl von Clock Wiska စစ်ဆိုဒီမှာနိုင်ငံရေးကိုအခြားနည်းဖြင့်ဆက်လက်ဆောင်ရွက်ခြင်းဟုဆိုသည်ထိုနည်းအတိုင်းသင်ကလည်းအစွမ်းတတိအင်အားကိုတခြားနည်းများဖြင့်ပြဿနာကိုဆက်လက်ဖြေရှင်းရေးအဖြစ်ယူဆနိုင်သည်လုံဆောင်မှုအလုံးသည်ဤအချက်မှာအစာပြုသည်မိမိသည်အောင်နိုင်မှုအစားနှုတ်နှစ်ဖက်ကျင့်သုံးမှုရရှိရေးကိုရည်မှန်းရ၏ အင်းအားကိုတိုက်ခိုက်မှုအစားပညာပေးရေးအတွက်အသုံးပြုဤတစ်ဖက်လူအားအဖြစ်မှန်စမ်းသပ်သောမိကုံးများချင်းချမှုအစားတတိပေးခြင်းနှင့်လိုအပ်ရင်မိမိ၏ခွန်အားကိုတည်ုပ်ဖော်ပြခြင်းတို့ဖြင့်သဘောတူညီချက်မရခြင်း၏အကျိုးဆက်များကိုသိနာလည်စေရ၏အတော်ဆုံးပို့ချုပ်သည်မြည်သည့်အခါမှစစ်မတိုက်တကယ်သို့အတော်ဆုံးဆွေးနွေးသူသည်မြည်သည့်အခါမှသူ၏ပတနာကို အသုံးမပြုခြင်းပတနာကိုမသုံးမဖြစ်သုံးရသောအခါတွင်လည်း ဂျပန်လူအားဆွေးနွေးပွဲသို့ပြန်လာအောင်ဆွဲဆောင်ရရင်အင်အားကိုအ ਨੇ ဆုံးအသုံးပြုရမည်။ဖတ်တနာကိုသူအားဟန်စားခြင်းမဖြစ်စေဘဲအသုံးပြု၍သူဤတက်ခိုက်မှုများကိုပြန်မထိုက်ခိုက်ဘဲခြေဖြတ်ပေးရသည်။သူဤတက်မြင်ချက်များကိုပြေပြောင်းစေခြင်းဖြင့်သင်ဤအင်အားအသုံးပြုခြင်းကိုသူကတံမိုးကြည့်ပြီးအရာမရောက်သောစစ်ပွဲတစ်ခုအဖြစ်သို့လမ်းပြောင်းမပေးစေရန်ပြုလုပ်ရမည်။ဂျပန်လူအားသူအတွင်ရွှေတရားကြီးဖွင့်ပေးထားကြောင်းအမြင်မပြတ်သတိပေးပါ။သင်အတွက်ရောသူအတွက်ပါ။ အကောင်းဆုံးရွေးချယ်စရာရှိနေကြောင်းကိုပြညာပေးပါဖြည့်ရှင်းချက်တစ်ခုကိုအတင်းတုံးမပေးပါနဲ့အကြောင်းဆိုရတော့သူ့အားအတိတ်တရားအမြင်မှန်ရပါစေဒူးမထောက်ပါစေနဲ့စန့်ကျင်သူကိုမိဖက်အသွင်ပြောင်းခြင်းအောက်ပါပုံမြင်ကလေးကို ကြားဖို့ဖတ်ဖို့ကြပါလိမ့်မည်လူကြီးတယောက်ွယ်လွန်သောအခါသူ့သား၃ရောက်အတွက်နွား၁၈ကောင် ချန်ထားခဲ့ပြီးခွဲဝေရန်ဤကိုမှားထားခဲ့သည်သားကြီးကတော့ကိုယူပါ တားလက်ကသုံးပုံတပုံကိုယူ၍ကြံသားငယ်ကကိုးပုံတပုံကိုယူပါဟု၍ဖြစ်သည်ဆက်ခွန်ကို2 3နှင့်ကိုးတို့ဖြင့်ဘလုံးမစား၍မပြတ်နိုင်သဖြင့်တားသုံးယောက်သည်ဘလုံးမဝေချမ်းမရပဲ꽈ချနေကြသည်ရွာလေးရှိပညာရှိအဖွားကြီးထံသွား၍အကြံတောင်းကြသောအခါအဖွားကြီးကကဲငါးစီမှရှိတဲ့နှစ်တီးတကောင်ကိုပါပေါင်းထည့်လိုက်ကြရအောင်ဟုဆိုသည်ထိုပေါင်းလက်နွား၁၈ကောင်ကိုခွဲပြီးသောအခါ တားကြီးက6ကောင်တားလက်က6ကောင်တားငယ်က2ကောင်ရသည်စုစုပေါင်း18ကောင်ဝင်ဖြစ်၍တန်တကောင်ကိုအဖွားကြီးသို့ပြန်ပေးလိုက်သောအခါပြဒနာပြေလည်သွားလေ၏နွား18ကောင်ပြဒနာကဲ့သို့ပင်တခါတည်းရင်ညီနိုင်ဆွနေဝဲသည်ဘလုံးမရှင်းမရပဲဖြစ်တတ်သည်ထို့အခါမျိုးတွင်သင်ကညီနိုင်ဝဲမှစိတ်ကိုခွာနောက်ဆုတ်ပြီးရှူထောင်းတဲ့တနေရာမှခြေပုံမျိုးသည်ပြဒနာကိုအမြင်သဖြင့်ကြည့်ပြီး ဆစ်ရှိကောင်းများနွားကိုရှာရန်လိုပါသည် ထိုးပေါက်ဆွေးနွေးညှိနှိုင်းခြင်းဆိုသည်မှာထိုးဆစ်ရှိကောင်းများသောနွားနှင့်တူသည် အစဥ်ရင်ဘလုံးမမဖြစ်နိုင်ရဟုထင်ရသောသဘောတူညီချက်များကိုရရှိစေရန်ကုညီပါလိမ့်မည်တင့်ကိုစိန်ခေါ်နေသည်မှာကတင့်ဤသဘောအတိုင်းတုံ့ပြန်လိုမှုတင့်တစ်ဖက်သား၏အစိုးမြင်ခံစားချက်များသူဤကွယ်ဝသောအကျိုးစီးပွားများနှင့်အင်အားကိုသုံးရင် အနိုင်ရမည်ဟုသော လွဲမှားသည့်အကြံများ စသည်တို့ကိုကြောင်းလွန်ရေးပင်ဖြစ်သည်ထိုးပမိနိုင်ဆွေးနွေးရေးအဆင့်၅ချက်တင်ကတစားကန်ပြမင်းများနှင့်ဆွေးနွေးနေရသည်ဖြစ်စဉ်သို့မဟုတ်တင်ဤစေကျော်တတ်သားငယ်နှင့်ဆွေးနွေးနေရသည်ဖြစ်စဉ်အခြေခံအချက်များမှာအတူတူပင်ဖြစ်သည်ထိုးပဆွေးနွေးခြင်းမဟာဗျူဟာ၏အဆင့်၅ခုမှာနံပါတ်၁ပွဲကြည့်စဉ်သို့တက်ပါပထမအနေနဲ့တင့်အပြုအမှုကိုချိန်သိမ်းပါ တင့်တဖက်သားကဟင်းအင်းဟုညင်းချလိုက်သည့်အခါသူမဟုတ်တင့်ကိုတိုက်ခိုက်လာသောအခါတင်ကအလျှောက်ပေးလိုက်နေပေးလိမ့်မည်သူမဟုတ်ပြန်လည်တိုက်ခိုက်ပေးလိမ့်မည်ထို့ကြောင့်တင်ဤတုံ့ပြန်ခြင်းကိုထုတ်ပြီးပါတဖက်လူသုံးနေသည့်နေလန်းကို အမိတက်လိုက်ပါထို့နောက်စဉ်းစားချိန်ယူပါမိမိဤရင်မဲ့ချက်တိကျစွာသတ်မှတ်ပါမဆွေးနွေးတော့လင်အကောင်းဆုံးဘာလဲ့၍ဖြစ်ဒီကိုစဉ်းစားပါဆက်၍ဆွေးနွေးလင်တင့်ရီမန်းချက်ကိုမျက်ခြေမပြတ်ပါစေနှင့် စိတ်ဆိုးခြင်းလက်စားချေလိုခြင်းအစားကိုလိုခြင်းဒီကိုဘလို့ရအောင်လုပ်မည်ဆိုဒီကိုအာယုံဆိုင်ပါအတူတူဆိုသည်ပွဲကြည့်စင်ပေါ်သို့ချလိုက်ပါနံပါတ်1သူ့ဘက်သို့ပြောင်းလိုက်ပါသင်ကထိရောက်စွာဆွေးနွေးရမှာအဆင်ပြေသောပတ်ဝန်းကျင်ကိုဖန်တီးရန်လိုပါသည်သင်တစ်ဖက်လူဤဒေါသကြောက်ရွံ့ခြင်းနှင့်တန်တဲ့ရများကိုပြေပြောင်းစေဖို့လိုပါသည်သင်ကပြန်လည်တိုက်ခိုက်မည်သို့မဟုတ်ခုခံမည်ဟုသူကညွှန်မှန်းထားသည်ထို့ကြောင့် သင်ကပြောင်းပြန်လို့ရန်လိုပါသည်သူစကားကိုနားထောင်ပါသူ့တင်ပြချက်အချက်အလက်များကိုအသိမှတ်ပြုပါထို့နောက်တတ်နိုင်သမျှသူနှင့်သဘောတူလိုက်ပါသူ၏အရေးအချင်းပြေဝမှုနှင့်လောက်ပိုင်ခွင့်များကိုအသိမှတ်ပြုပါ သူ့ဘက်သို့ပြောင်းလိုက်ခြင်းဖြင့်သူ့ကိုပျော်ပြောင်းစေပါသည်နံပါတ်3ပိတ်မချပါနှင့်ပုံပြောင်းပြပါနောက်တစ်ဆင့်မှာကစားဝတ်ကိုပြောင်းပြဖို့ဖြစ်သည်တင်တစ်ဖက်လူ၏အနေအထားကိုပယ်ချမည်အစားသူ့အယုံကို နှအုံနှစ်ဖက်အကျိုးကိုရှာဖွေရေးအတွက်စူးစိုက်နေပါစေ။သူပြောသမျှကိုရွေ့ရွေ့ပြဿနာများကိုကင်တွယ်ရန်ကြိုးပမ်းနေမည်ပုံသဏ္ဍန်တို့ပြောင်းလိုက်ပါ။ပြဿနာများကိုဖြေရှင်းမည်နည်းလမ်းများအားဥပမာခမရတာကိုဘာလို့လိုချင်တာလဲ။ကျွန်တော်နေရာမှာဆိုရင်ခမရဘာလို့မလဲ။ကျွန်တော်တို့ဒီလိုဆိုရင်ဘာလို့မလဲ။စသဖြင့်မေးပါ။သင်ကသူ့ကိုဆရာမလို့ပဲပြဿနာများကသူ့ကိုသင်ခန်းစာပေးပါစေ။သူ့နည်းပြဟာများကိုပါပြောင်းလိုက်ပါ။ ပိတ်ဆို့ထားသည်တို့ကိုပိတ်၍ရှာပါတိုက်ခိုက်မှုများကိုလမ်းလွှဲပါလှည့်ပြမှုကိုဖော်ထုတ်ပါ ပုံအသွင်ပြောင်းခြင်းဖြင့်ကစားွက်ကိုပြောင်းလိုက်ပါနံပါတ်၄သူတို့အတွက်ရွှေတရားကြီးခင်းပေးပါသင်ကညှိနှိုင်းရန်အစဉ်သင်းဖြစ်နေပြီသို့မဟုတ်တင့်တစ်ဖက်သားကသဘောတူညီချက်၏အကျိုးကိုယုံကြည်မှုမရှိသေးပေတုံနှင်းနောက်ပြန်လှည့်နေရန်ရှိသည်သင်ကအတင်းတုံဖိအားပေး၍ဆက်လိုက်လို့သည့်ဆန္ဒပေါ်ကောင်းပေါ်နေလိမ့်မည်သို့သောဤသို့လို့ပါက ပုံ၍တွန့်ဆုတ်သွားပြီလိမ့်မည်။ထို့ကြောင့်သူအားတွန်းအားပေးမိအစားတင်သွားလိုရာကို သူ့ကိုဆွဲခေါ်သွားပါ။တင့်ကိုတင်ကြားခံဖြန့်ပြေးသူအဖြစ်သတ်မှတ်ပါ။သူ့ကိုချုံလုံငန်းစဉ်တွင်ပါဝင်ပါစေ။သူ့အခြေခံများကိုသုံးပါ။သူ၏အကျိုးစီးပွားကိုဖော်ထုတ်ရှာဖွေရာတွင်ဖြည့်ဆည်းပေးပါ။အရေးအကြီးဆုံးမှာသူ့ကိုအတိမတ်ပြုလုပ်မှုပင်ဖြစ်သည်။သူ့ကိုမျက်နှာမပြတ်ပါစေနှင့်။သဘောတူညီချက်သည် သူ၏အောင်ဝဲတဲ့ဘွယ်ဖြစ်ပါစေ။အမြန်ရအောင်နိနေသွားပါ။ ချွတ်မြိတ်ဆိုရနီသူကောင်းချင်းရလွယ်စေအောင်ရွှေတရားတစ်စင်းထိုးပေးပါသူတို့ကိုဒုမထောက်ပါစေနဲ့သဘောပေါက်နားဝင်ပါစေတင့်တပတ်လူကဆွေးနွေးညှိနှိုင်းအဖြစ်မရှာပဲသူအဖို့အောင်မြင်မှုများရနိုင်သည်ဟုထင်နေစေဖြစ်လင်းသူကိုပညာပေးဖို့လိုနေပြီ သူကဟင်းအင်းဟုညင်းပယ်လင်းမလွယ်အောင်လုပ်ရမည်တင်ကချင်းချောက်ချင်းအင်အားကိုတုံးနိုင်သည်သို့သော၎င်းတို့သည်ပြောင်းမြန်အကျိုးသက်ရောက်တတ်သည်သူကိုချောင်းတဲသို့ပိတ်သွင်းလိုက်သည် သူကရှိသမျှအင်အားကိုသုံး၍တင့်ကိုပြန်လဲတိုက်ခိုက်လာလိမ့်မည်။ထို့သောလုံးမိအစားသဘောတူညီချက်ကိုမရပါကပေးဆက်ရမည့်အဖြစ်များကိုပြပါ။လက်တွေ့ဘဝနှင့်ဘာလုံးနိုင်သည်ကိုပြပါ။သင်ကလည်းညှိနှိုင်းဆွေးနွေးပွဲမလုပ်ဘဲဘာလုံးနိုင်သည်ကိုပြောပြပါ။သို့တော်လူမှသုံးပါ။သင်ဤရွယ်ချက်မှာအောင်ပွဲခံလို့ခြင်းမဟုတ်ဘဲနှအုံးနှစ်ဖက်ချိန်နှမှုရရှိစေရန်ဖြစ်ကြောင်းသိစေလျက်ထိမ့်ထိမ့်တိတ်တိတ်ဆောင်ရွက်ခြင်းဖြင့်သူခုခံမှုများကိုလျှော့ပါစေ။ သူအတွင်ရွှေတရားစီသည်အမြဲတမ်းဖွင့်ထားကြောင်းသိပါစေအတူကြောင့်ဆိုရလျင်တင့်အင်အားကိုသုံး၍သူအမြင်မှန်အမြန်ပြန်လည်ရရှိပါစေသူတို့ဒုထောက်အရှုံးမပေးပါစေနှင့်ဤစာရင်းတွင်ဖော်ပြခဲ့သောညှိနှိုင်းခြင်းနည်းပြပါသည်တာမန်လူသဘာဝတုံ့ပြန်လိုသောဆန္ဒကိုစန့်ကျင်ဆောင်ရွက်ဖို့လိုကြောင်းဆိုခဲ့ပါသည်တင်ကပြန်လည်တိုက်ခိုက်ခြင်းပါလျက်တီးခန့်ထုတ်တီးထားရန်လိုသည်ခွန်တုံ့ပြန်ပြောလိုက်ခြင်းပါလျက် တီးခံပြီးနားထောင်ရန်လိုပါသည်ကိုကားတည်ပေးသားဖြစ်သောအဖြေတစုံတရာကိုသူ့ကို ရှင်းပြလိုက်ခြင်းပါလျက်ပြန်၍မေးရန်လိုသည်တင့်လန်းအတိုင်းတွန်းတိုး၍သွားလိုပါလျက်တဖန်သူနှင့်ခြားနားချက်ကိုနှဲပါသွားအောင်ပေါင်းကူတတားဆောက်ရန်လိုသည်ဆွေးနွေးပွဲအချိန်ကို မြင့်လိုပါလျက်သူ့ကိုပညာပေးဖို့လိုနေပြန်ပါသည်အစက်နိုင်တွင်တင်ကဓာတ်ရိုက်မဟုတ်သောလမ်းကြောင်းကိုသာရွေးစီသည်သူ့ကိုထိုးဖောက်နိုင်ရန်တင့်တဖန်သူ၏ခုခံမှုများကိုကြွေပန်လျက် သူ့ဘက်မှဝင်ရောက်ရန်လိုပါသည် သူမျှော်မှန်းထားသည်နှင့်စန့်ကျင်ဆောင်ရွက်ရန်ဖြစ်သည်ဤစာရန်၏အရေးထားဆိုလိုသည့်အချက်မှာတင့်တစ်ဖက်လူကိုလေးစားစွာဆက်ဆံရန်ဖြစ်ပါသည်သူကိုတွန်းလှန်ဖယ်ရှားမည့်အရာဝတ္ထုဟုသဘောမထားပဲဖျားယောင်းဖြောင်းပြရမည့်လူတဦးဟုသဘောထားရန်ဖြစ်သည်သူအတွေ့အခေါ်ကိုအတင်းပြောင်းပြဖို့ကြိုးစားမည်အစားသူတွေးခေါ်စဉ်းကျင်ရာတွင်အခြေခံသည့်ပတ်ဝန်းကျင်ကိုပြောင်းပြင်ရန်ဖြစ်သည်ပြီးမှသင်က သူကောက်ချက်သူဆွဲစေ၍သူဆုံးဖြတ်ချက်ကိုသူချစေရန်ဖြစ်ပါသည်စင်ကြံဘက်မှမိဖတ်သူချိန်တစ်ခုရှိမှချိန်မီပါသည်သို့သောညှိနေသောချိန်တစ်ခုကိုပြန်ဖြည့်ရမှာချိန်တစ်ခုကိုပြန်ဖြည့်အောင်နှင်းဖြစ်နိုင်ပါသည်တင့်အဖို့အခက်ခဲဆုံးသောညှိနိုင်မှုများကိုပြည့်လည်စေနိုင်သောဆွမ်းအားတင့်ထန်တွင်ရှိပါသည် အမေရိကန်တွင်စစ်အတွင်းကသမရအီဗရာဟင်လင်ကုန်းက တောင်ပိုင်းသာပုံကန်နေသူများကိုစာနာထောက်ထားသည့်မိန်ကုံးတရက်ကိုပြောသည်သူကိုအပြင်းထန်ထောက်ခံနေသည့်အမျိုးသမီးကြီးတဦးကရန်သူများကိုချီမုံရန်စဉ်းစားရမည့်အချိန်တွင်ရန်သူအပေါ်ညတာသောမိန်ကုံးကိုပြောရပါမည်လို့ဟုအပြစ်တင်သည် လင်ကုံး၏အဖြစ်မှာကန်တဝေမှတ်တမ်းအဖြစ်ကျန်ရစ်ပါသည်ဘာလို့လဲမာကြီးရဲ့ကျွန်တော်တို့ရန်သူတွေကိုမိတ်ဆွေဖြစ်အောင်လုပ်နိုင်ရင်ကျွန်တော်တို့ရန်သူတွေပြည့်ပြတ်သွားတာပဲမဟုတ်ဘူးလား ဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်